BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Burmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တော်ရှင်တို့ရှင်လန်းချမ်းကြပါစေဒီနေ့အော်တိုဘလာ30ရဲ့ကျတော်ပြည်ညဉ့်ဉန်တွေ BBC မြန်မာပိုင်းစီနေစတင်နေပါပြီအာဆီယံဘုံသဘောတူညီချက်9ရက်ထွက်လာတာ9နှစ်လောက်ရှိလာတဲ့ဒီချိန်မှာစစ်ကော်မရှင်ကအဲ့ဒီသဘောတူညီချက်လို့တော့ငါသူတို့မပါတဲ့အကြောင်းထုတ်ပြောလာတာကဘာသဘောပါလဲပညာရှင်ထွက်ပြီးတဲ့ကာလကနေပြီးတော့အခုဆိုရင်9နှစ်ရှိသွားပြီလေတော့ဂျာလမှာငင်းဆူခဲ့တာပါညာမရှိဘူး တခါမိုးကုတ်ပါဝင်တင်းထားတဲ့နမည်တွေကိုခုခံကာကွယ်တော့မယ်လို့မန်လေး PDF ကကြညာတော့လက်ရှိအနေထားတွေကဘလို့ရှိနေပါလဲမကြခင်မှာ ကြားကြမှာပါ ကျွန်တော်ကရင်မမှာခင်ဗျတရင်ကိုစပြီးတော့စင်ခံပေးတော့ပါတော့မယ် တမနာထရနဲ့ဒီကောင်းဆောင်ရှိချင်းဖြစ်တို့ဆွေးနွေးကနေနှစ်ဖက်ကြားကိုယ်နေရေးစစ်ပွဲတင်းမာနေပြီဒီကိုရှင်းချဖို့အတွက်သဘောတူခဲ့ကြပါတယ်။မြေရှားတတူတွေပြပဒီမိုကရင်ပိတ်ပင်ထားတာကိုတစ်နှစ်ဆိုင်းငံ့ပေးမယ်လို့တရုတ်ကပြောပြီးတော့ဖန်တနယ်ထလုံးနိုင်မှုနဲ့ဆက်နွယ်တဲ့ဓာတုပစ္စည်းတွေတရုတ်ကတင်သွင်းမှုပေါ်အခွန်အရေးတွင်းမြင့်ထားတဲ့အမေရိကန်တွေနဲ့အခွန်အရေးပြန်လျှော့ပေးမယ်လို့မစ္စတာထရမ်ကပြောပါတယ်။အမေရိကန်ရဲ့ပေပိစာတွေကိုတရုတ်ကပြန်ပြီးတော့ဝယ်ယူခွင့်ပေးမယ်ဆိုတဲ့ချက်ကိုလည်း သဘောတူခဲ့ကြပါတယ်အမေရိကန်နည်းပညာကုမ္ပဏီကြီး Nvidia ကအဆင့်မြင့်ကွန်ပျူတာ chip တွေကိုဒီဥကဝယ်ယူနေပတ်သက်ပြီးလဲသမ္မတထရန့်ကသူနဲ့မစ္စတာရှီဒိုကြားဆွေးနွေးခဲ့ကြကြောင်းပြောပါတယ်တော်လိုင်းမှာပါဝင်သူတွေကိုရှုတ်ချထားတယ်လို့ပြောနေကြတယ်ခက်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ဇလန်နဲ့အဲ့ဒီမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုမှုံမှန်ဝေဖန်နေဆိုတဲ့စွပ်စွဲချက်နဲ့ဒိုက်တာမိုက်တီတရုတ်ဆောင်ဂျော်ဝင်းထွန်းနဲ့ဟာဒတ်တရုတ်ဆောင် ုံတိုင်းတို့ကိုစစ်ကောင်ရှင်ကဖမ်းဆီးလိုက်ပါတယ်စစ်ကောင်ရှင်ရဲ့ပြောရအခုဖမ်းဆီးခံရသူတွေဟာစစ်တပ်ကနိုင်ငံတော်အာဏာယူတာကိုဆန့်ကျင်ပြီးတော့ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့သလိုလက်ရှိမှာလည်းရွေးကောက်ပွဲအောင်မြင်ရေးအတွက်ပူးပေါင်းဆောင်ရွက်နေတဲ့အမှုပညာရှင်တွေကိုဝေဖန်တက်ခတ်ခဲ့တယ်လို့ဆိုပါတယ်ဖမ်းဆီးခံရတဲ့သုံးဦးထဲမှာဒိုက်တာမိုက်တီကအရင်ကပုံမှန်ငါးငါးကာကြီးနဲ့အေးအေးယူထောင်ချခံပြီးတော့ခံဝင်လုံချင်းနဲ့ပြန်လွတ်လာတာကြောင့် သူကအခုမှုနဲ့ရေးယူတာပြင်အရင်မှုမှာကြက်ခံစရာရှိတဲ့ပြစ်ဒဏ်ကိုလည်းပြန်ပေးမှာလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဆူဒနငန်ဒါဖူးမြောက်ပိုင်းအယ်ဖက်ရှားမြို့ကစစ်ရုံတစ်ခုထဲမှာလူပေါင်း400ကျော်ကိုတပ်ဖြတ်ခဲ့တဲ့ဆိုတဲ့ဆိုဆက်ချက်တွေကိုဆူဒန်ရဲ့အရန်တက် RSF ကညှိဆိုလိုက်ပါတယ်။အရန်တက်ရဲ့ပြောခွင့်ရသူကသူတို့တပ်တွေပြီးခဲ့တဲ့သတင်းပတ်ကအဲ့ဒီမြို့ကိုသိမ်းတဲ့အချိန်မှာ အရသားတွေလည်းထွက်ပြေးသွားပြီဖြစ်တယ်လို့လွတ်လုံနေတဲ့စေယုံလည်းတခုမှမကြံခဲ့ဘူးလို့ပြောပါတယ်။အရဆက်ပါလူတွေကိုအဖရှာကတခြားမျိုးရင်းကနေရာဒီမှာလူတွေကိုဆုလိုက်ပြုံလိုက်တပ်ဖြတ်ထားတဲ့အကြောင်းဆွဆွဲတာတွေအရင်ရပိုင်းကထွက်ပေါ်ခဲ့ပြီးတော့အဲ့ဒီပေါ်စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ RSF ခေါင်းဆောင်မိုဟာမက်ဟမ်ဒန်ဒါဂါလိုကပြောခဲ့ပါတယ်။ပဲရစ်ကကဘာဂျော်လူပ်ကြတဲ့ကြီးကနေ တမိုင်းဝင်ရင်တရားပစ္စည်းတွေကိုနေကင်းကြောင်တော်ခိုးယူခဲ့မှုနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်တန်တရားရှိသူ900ယောက်ကိုဖမ်းဆီးထားတယ်လို့ပြင်သစ်အမှုလိုက်အရာရှိတွေက ပြောပါတယ်တန်တရားရှိသူတွေကို Paris မြို့ဝင်ကျင်မှာပဲညကဖမ်းဆီးလိုက်ကြတာပါပြီးခဲ့တဲ့ဇင်ဘတ်ကွန်ရက်ဒီမှာဖမ်းဆီးထားတဲ့အရင်တန်တရားရှိသူ2ယောက်ကပြတဲ့ကနေအဲ့ဒီယန္တနာတွေကိုခိုးယူရမှာသူတို့ပါဝင်ပတ်သက်ခဲ့တဲ့အကြောင်းတစ်စိတ်တစ်ပိုင်းဝန်ခံထားတယ်လို့ပြင်သစ်အရာရှိတွေကမနေ့ပထုနေ့ကပြောခဲ့ပါတယ် ခိုးယူခံရတဲ့ယန္တနာပစ္စည်းတွေတော့ပြန်ပြီးတော့မရသေးပါဘူး။နေသလန်ကရွေးကောက်ပွဲမှာဘိုဝါဒီ D66 ပါတီနဲ့လေယာဇွန် Hardfelders ရဲ့ Freedom Party တို့ကြားအကျိတ်နယ်ဖြစ်နေကြပါတယ်။နေသလန်တွတ်တော်အမှတ် နေရာ150စီရနဲ့အဲ့ဒီပါတီတစ်ခုစီကအမှတ်နေရာ26နေရာစီရကြလိမ့်မယ်လို့သူတို့ခန့်မှန်းနေကြပါတယ်။ ရှစ်ပြောင်းဝင်ရမှုတွေကိုစန့်ကျင်တဲ့လက်ရဇွန် Freedom Party ဟာအရင်ယူကပွဲနဲ့နှိုင်းဆိုင်ရင်မဲရရှိမှုတည်တည်သာရော့ချသွားပါတယ်။ Hurricane မုန်တိုင်း Melissa ဟာပြင်းအားအဆင့်တတိယကိုရော့ချသွားခဲ့ပြီးတော့ Bahama နဲ့ Tax Sky Coast တို့ဘက်ကိုဥတီသွားနေပါတယ်။ဒေသခံတွေဟာလေပြင်းကြလာမှနဲ့မိုးရေကြီးလာမှတွေအတွက်ပြင်ဆင်နေကြပါတယ်။ Bahama မှာလူပေါင်း1000ကျော်လောက်ကိုပြောင်းရွှေ့နေရာချထားပေးရပြီးတော့ ဲ့ဒီလှုပ်ဟာအစိုးရကလှုပ်ဆောင်ပေးမှုတဲ့လုပ်ငန်းအကြီးဆုံးတွေတဲ့ကတခုပဲလို့ဘာမအစိုးရကပြောပါတယ်မယ်လစ်ဆာမုန်တိုင်းစားထိတဲ့ဂျမေကာကဒေသတချို့မှာပျက်စီးတွေကကျယ်ပြန့်ဖြစ်ခဲ့ပါတယ်ဒါစင်းနဲ့ချီတဲ့လူတွေမုန်တိုင်းကြောင့်သေဆုံးခဲ့ရပြီးတော့မုန်တိုင်းကြောင့်ထိခိုက်မှုအတိုင်းအတာပမာဏသတင်းတွေကအခုမှစပြီးတော့ထွက်ပေါ်လာပါတယ် အမေရိကန်တင်သွင်းကုန်ရေးကြောင်းရုံးကန်နေရတဲ့ Bosparkon ကားကုမ္ပဏီဟာသူတို့ပြီးခဲ့တဲ့3လပတ်မှာဒေါ်လာ1ဘီလီယံကျော်ရှုံးပေါ်ခဲ့ကြောင်းကြေညာပါတယ်။ဥရောပမှာအကြီးဆုံးကားကုမ္ပဏီအနေနဲ့ငါးနှစ်တွင်ပြာဆုံးရှုံးပေါ်တာကိုရင်ဆိုင်နေရတာပါ။ကားတင်သွင်းမှုတွေကိုအမေရိကန်နိုင်ငံကခုံနေတူးကောက်ခဲ့တာကြောင့်ဒီနှစ်မှာသူတို့9ဘီလီယံကျော်ပိုကုန်ကျနိုင်မယ်လို့လဲ Bosparkon ကခန့်မှန်းထားပါတယ်။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှင်းစားနိုင်ကြပါတယ်။ကိုဗစ်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ မြန်မာရေးအာဆီယံဘုံဘုဒ္ဓညေငါးဟာ2021ခုနှစ်ဧပြီလတုန်းကအင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပြီးတော့မှထွက်ပေါ်လာတာလို့စစ်ကော်မရှင်ပြောခွင့်ရသူက ပြောပါတယ်။ဒါကအာဆီယံဘုံဘုဒ္ဓညေတွေကိုစစ်ကော်မရှင်ကလက်မခံဘဲညှင်းပယ်လိုက်တဲ့သဘောလား။ဒီအကြောင်းတွေကိုကိုစရာထွန်းကပြပြမှာပါ။မြန်မာအရေးချမှတ်ထားတဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ဟာအင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးစည်းဝေးအတွင်းမှာထွက်လာတာမဟုတ်ဘဲနဲ့အစည်းအဝေးအပြီးမှာထွက်လာတဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်အာဆီယံပုံသဘောထား၅ရပ်ကိုအကောင့်ထည့်ဖို့မှုအားနည်းလို့မြန်မာစစ်ကောင်းဆောင်ကိုအာဆီယံထိပ်သီးစည်းဝေးပွဲတွေမှာတက်ရောက်ခွင့်မပေးတဲ့ဆုံးဖြတ်ချက်ဆက်လက်ကင်ဆယ်ထားမယ်လို့အာဆီယံထိပ်သီးအစည်းအဝေးကထုတ်ပြန်ခဲ့တာပါဒီပေါ်ဗိုလ်ချုပ်စော်မင်းထွန်းကအခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်မြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင့်ထည့်ဖို့နိုင်မှုအပေါ်တုံ့သက်ချက်နဲ့ဆုံးဖြတ်ချက်တွေထုတ်ပြန်လာချိန်မှာစစ်ကော်မရှင်ကအခုလိုပြောလာတာဘာကြောင့်ပါလဲ မဟာဗျူဟာနဲ့မူဝါဒလိလာရေးအဖွဲ့ရဲ့ပြင်ပဆက်ဆက်ရေးဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူညင်းကအခုလိုပြောပါတယ်အလုံးသဘောတူညီချက်မပါဘူးလို့ဆိုရင်လည်းရတယ်ဒါပေမဲ့ပါတယ်လို့ဆိုရင်လည်းရတယ်ဘာလို့လဲဆိုတော့အေးအစည်းအဝေးတော့ထိုင်နေတယ်နောက်တစ်ခါကျတော့ပြင်ညာချက်ထွက်ပြီးတဲ့ကာလကနေပြီးတော့အခုဆိုရင်၅နှစ်ရှိသွားပြီဒါတော့ကြားထဲမှာငင်းဆူခဲ့တာဘာညာမရှိဘူးအဲလိုဟာမျိုးတော့မတူတဲ့အသေးပဲဖွင့်ဆိုခြင်းတမျိုးဖြစ်နေတာပေါ့ ASEAN ဘုံသဘောထား၅ရပ်ကိုဆွေးနွေးစဉ်က စစ်ကောင်းဆောင်အနေနဲ့တချို့အချက်တွေပေါ်စဉ်းစားပြီးမယ်လို့သာတုံ့ပြန်ခဲ့တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်ဒီတော့ဒီ9ရက်ကိုမြန်မာအာဏာပိုင်တွေဘက်ကအလုံးစုံသဘောတူခဲ့တာမျိုးမရှိဘူးလို့ဆိုလိုချင်တာပါလား၅နှစ်ကြာမှဘာကြောင့်အခုလိုထုတ်ပြောတာပါလဲအာဆီယံဖွဲ့အတွင်းထက်ထဝင်တည်တဲ့နိုင်ငံတကာရည်လည်လာသူပြောကြားချက်ကိုအတန်အစားထုတ်ဖော်ပြထားပါတယ် မြန်မာကိုအာဆီယံခေါဆောင်တွေလာတိုင်းအချုပ်အခြာအာဏာကိုမထိခိုက်ရင်လုံမယ်ဆိုတဲ့ဟာမျိုးကိုနိုင်ငံခြားရေးဝန်ကြီးကအမြဲတမ်းပြောတယ်မပြောလို့လည်းမရဘူးမှတ်တမ်းကရှိနေလို့တချို့အကြံပေးတွေဆိုသူ့ကိုအာဆီယံကနေထွက်ဖို့တောင်အကြံပေးတာတွေရှိတယ်အာဆီယံဘက်ကဘလို့တုံ့ပြန်မလဲဆိုတာသိချင်လို့တွေးတိုးဆန်းတယ်လို့ထင်တယ်တဘောကတော့တခုတည်းတော့နိုင်ငံတကာတဘောတူညီချက်ကိုဖျက်ဖို့ကြိုးစားနေတာစစ်ကော်မရှင်ကတော့အာဆီယံအထူးကုသလေကိစ္စမှာမြန်မာနဲ့ဆိုင်တဲ့ခီးစဉ်တွေကိုပူးပေါင်းဆောင်ရွက်ပေးနေပြီးတော့နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံဖို့စီစဉ်နိုင်ခဲ့တယ်လို့ဆိုပါတယ် လူသားချင်းစာနာထောင်ထားမှုအကူအညီပေးရေးကိစ္စမှာလည်းအပြည့်အဝပူးပေါင်းခဲ့ပြီးတော့သက်ဆိုင်သူတွေနဲ့အာဆီယံထူးကုစလေတွေ့ဆုံနိုင်ရေးမှာတွေ့ပြီးလို့ရတဲ့သူတွေနဲ့တွေ့နိုင်ရေးကိုဆောင်ရွက်ခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့မြန်မာစစ်တပ်အနေနဲ့ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ထောင်ချမ်းကျသူတွေနဲ့တွေ့ဆုံခွင့်ပေးခြင်းမပေးမယ်လို့ဆိုပါရယ်ဒါကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြတ်တို့လိုရည်ညွှန်းပြောဆိုတာလို့နိုင်ငံရေးလိလာသူတွေကပြောနေကြပါတယ်ခင်ဗျာ မိုးကုတ်နဲ့မုံမင်မျိုးတွေကနေတန်မြူသားလူမျိုးရေးတက်မတော်တရင်လေးလေးစုတ်ခွာမှာဖြစ်ပေမဲ့ဒေသခံဒေါ်လန်ရေးတက်ဖွဲ့တွေကမိုးကုတ်ကိုဆက်ပြီးတော့ထိ ंछ ုတ်သွားမယ်လို့ထုတ်ပြန်ပါတယ်ဘလို့ချင်းနေတွေဖြစ်လာနိုင်ပါတည်းပြည်စုံကိုမတ်ဆနာဝင်းကပြောပြမှာပါတိတုံညာနှစ်ခုဆစ်စင်ရင်နောက်ပိုင်းမှာတိုင်းသားလက်နက်ကင်အဖွဲ့တချို့နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာစကိုင်းမန္တလေးနဲ့ရှမ်းပြည်မြောက်ပိုင်းစတဲ့ဒေသတချို့ကမြို့တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းကတရုတ်ဂျာဝင်မှုနဲ့စစ်တပ်နဲ့အပြည့်ရက်ပြီး မိုးကုတ်နဲ့မိုးမိတ်ကနေဆုတ်ခွာမယ်လို့ TNL ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ TNL နဲ့အတူပူးပေါင်းတိုက်ခိုက်ပြီးမိုးကုတ်ကိုထိန်းချုပ်ထားခဲ့တဲ့မန္တလေး PDF မိုးကုတ်ဘျူဟာအဖွဲ့နဲ့ မိုးကုတ်အခြေပြုတော်လိုင်းတပ်ဖွဲ့တွေကမြို့ကိုဆက်ပြီးထိန်းချုပ်သွားမယ်လို့အော်တိုဘာ29ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကလည်းပြင်ဦးလွင်ခရိုင်အတွင်းမှာရှိတဲ့မိုးကုတ်ကိုစစ်တပ်လက်အောက်ပြန်မရောက်အောင်ဒေသအခြေပြုတိုင်းရင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကာကွယ်သွားမယ်လို့ဒီနေ့ထုတ်ပြန်ထားပါတယ်။မိုးကုတ်မြို့ကန်တွေကတော့တော်လိုင်းရင်းအဖွဲ့တွေအခုလိုကြီးညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာတိုက်ပွဲထပ်ဖြစ်လာအောင်မလားဆိုပြီးစိုးရိမ်နေရတယ်လို့ပြောပါတယ်။လက်ရှိမိုးကုတ်မြို့ရဲ့အခြေအနေနဲ့ပတ်သက်လို့မြို့ ကန်တယောက်ကအခုလိုပြောပါတယ်။ဘာဆက်ဖြစ်မှလဲဆိုတော့မသိတော့အကုန်လုံးကြောက်နေကြတယ်။ဒီနေ့ဆိုလို့ရှိရင်လက်ရှိအခြေအနေမှာတမျိုးလုံးကိုတိတ်ဆိတ်ပြီးတော့ငြိမ်သက်နေရပေါ့။လမ်းနေဆိုလဲသွာလာတဲ့လူတွေပါတယ်။မရှိဘူးနည်းနည်းရှင်းသွားတယ်ပေါ့။ဆိုင်တွေတော်တော်များများဆိုလဲပိတ်ထားတယ်ပေါ့နော်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာရှိတဲ့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDYPDF နဲ့မြင်းကြံခရိုင်အမှတ်9တိုက်ရင်အဖွဲ့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းမန္တလေးတိုင်းကစင်ကူးအပါဝင်တခြားဒေသကစိုးမိုးထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်လက်ထဲပြန်မရောက်အောင်ထိန်းချုပ်သွားမယ်လို့အသီးသီးထုတ်ပြန်ထားပါတယ် TNLA အနေနဲ့မိုးကုတ်ကိုစစ်တပ်လက်ထဲပြန်ပေးမယ်ဆိုတာကိုမြို့သိမ်းချိန်မှာအတူပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုတိုင်ပင်အကြောင်းကြားတာမျိုးမရှိခဲ့ဘူးလို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံတယောက်ကအခုလိုရှင်းပြပါတယ် ဒီမျိုးသူမျိုးသားတွေရဲ့ဉာဏ်ဝင်ခံစားချက်တွေဒီမျိုးသူမျိုးသားတွေနောက်ဆက်တွဲကြုံရမဲ့ဒုက္ခတွေဒါတွေလည်းထဲမတော်ဘူးနောက်ပြီးတော့အတူတူလက်တွဲပြီးတိုက်ခဲ့တဲ့မဟာမိတ်တွေရဲ့ဟိုကျွန်တော်တို့ရဲဘော်တွေရဲ့အသက်တွေလည်းတို့တွေထဲအတွက်ပုံလုံးမပေါ်ဘူးကျွန်တော်တို့ဘာတစ်ခုမှတိုင်မနေတာလည်းမရှိဘူးကျွန်တော်တို့ဘာတစ်ခုမှဆွေးနွေးတာလည်းမရှိဘူးဗျာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖိအားတွေအပြင်ပြည်သူလူထုထိခိုက်မှုများခဲ့တာကြောင့်အခုလိုခက်ခဲတဲ့ရွေးချယ်မှုကိုလုပ်ခဲ့ရတာလို့ TNL ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးက BBC ကိုပြောပါရယ်မိုးကုံမြို့ကိုတော့တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းအတွင်းမှာ TNL နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားခဲ့တာဖြစ်ပါရယ်ရှင်အာဂန်ရူညာကနေတမတော်အစကအဖွဲ့တီထောင်ချင်းကိုနှစ်ပြည့်ခန္ဓာကိုဘင်းလက်ရှိနိုင်ငံတွေကတနင်္လာမှာလုပ်ခဲ့တဲ့အကြောင်းထုတ်ပြန်ပါရယ် ခံမြတဲ့ကိုတက်ခဲသိမ့်မဲ့ဖို့မွတ်စလင်ကိုစီးယုံဖို့လိုတဲ့လူလဲအာဆာရဲ့လက်ရှိကောင်းဆောင်ကပြောပါတယ်အာဆာအာဆာရဲ့လက်ရှိခြေနေတွေကဘလို့ရှိပါလဲမနေ့မို့ကပြပြမှာပါအောက်တိုဘာ26ရက်နေ့အာဆာအဖွဲ့၉နှစ်ပြည့်နှစ်ပတ်လည်နေ့ပွဲကိုမင်္ဂလာဒေ့ရှ်နိုင်ငံဘက်တနေရာမှာကျင်းပပြုလုပ်ခဲ့ကြတယ်လို့အာဆာကထုတ်ပြန်ထားပါတယ်သူတို့အဖွဲ့အနေနဲ့ရခိုင်နယ်အထိဝင်ရောက်တိုက်ခိုက်မယ်လို့လဲလက်ရှိအဖွဲ့ကောင်းဆောင် Sheikh Bahan ကပြောခဲ့တာပါ အာစာအဖွဲ့ဟာလက်ရှိလဲရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောနယ်စပ်တလျှောက်ဝင်တိုက်ခိုက်မှုရှိနေပြီးအရခတတ်တော်အေအေနဲ့လည်းတိုက်ပွဲတွေဖြစ်နေပါတယ်။အာစာအဖွဲ့အနေနဲ့အရခတတ်တော်ထိန်းချုပ်ထားတဲ့မောင်တောနယ်စပ်ဒေသကိုတိုက်ခိုက်သိမ်းပိုက်ဖို့ဖြစ်နိုင်မှာပါလား။အာစာအဖွဲ့ကြောင့်တည်တဲ့ဘင်္ဂလားဒေ့ရှ်ဘက်အခြေမှရှိရဲ့ရိုဟင်ဂျာအမျိုးသမီးပြောတာကအစားပေါ်မှာလေကျမတို့ကသူတို့လည်းလေးစားပါတယ်သူတို့ကတော့တိုက်ခိုက်မှုတွေဆိုလို့ရှိရင်တော့ဖြစ်မှာဖြစ်နိုင်မလားဆိုတာကိုတော့လုံးလုံးရရကျမကတော့ မတိနိုင်ဘူးပါချစ်ဖို့ဆိုတာတော့ဝေးနေသူတို့လှုပ်တီးလှုပ်ခိုင်နေရနေပြီးတော့ကျမတို့ရနော်အဝေးကနေချီရတယ်ဆိုလို့ရှိရင်အားမပါဘူးဖြစ်နေပါကျမတို့ကညှော်လွှင့်ချက်မရှိသေးပါမနော်နေဆက်တခြားအာစာဖွဲ့တွေစိတ်ဝင်လာပြီးအကြံဖတ်မှုတွေလုပ်နေတာကြောင့်အခုလာဇန်ပိုင်းကစားလို့နေမြေရှင်းလင်းရေးတွေဆက်ဆောင်ရွက်နေတယ်လို့လည်းအေအေကသတင်းထုတ်ပြန်ထားပါဗျ။ အာဆာအဖွဲ့အနေနဲ့ဘင်္ဂလားဒေ့ရှ်ဘက်မှာခိုလုံပြီးဒီဘက်ကိုစိတ်ဝင်တိုက်ခိုက်နေတာဟာဘင်္ဂလားဒေ့ရှ်နယ်ကြားစောင့်တပ်အရာရှိတချို့ရဲ့အားပေးကူညီမှုတွေရှိနေတယ်လို့လည်း AA ကစွပ်စွဲထားပါတယ်။ဒေတာခန်တွေကရောအာဆာရဲ့ရည်တည်ချက်နဲ့ပြောဆိုမှုတွေအပေါ်ဘယ်လိုမြင်ပါသလဲ။ဒီချိန်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ဘက်ကဒုက္ခသည်စခန်းမှာနေထိုင်သူအမျိုးသမီးတအုပ်ပြောတာကကျွန်တော်တို့ရိဂျမွတ်စလင်တွေကလည်းအဲ့ဒါကိုဘယ်လိုလာတာပေါ့လို့ဘာလို့လဲဆိုတော့ဒိုအလုံးက ရခိုင်ပြည်နယ်မှာလည်းနေထိုင်ခဲ့တာပေါ့နော်အဲရှောင်းမလို့ရှင်းလုံးရည်ရမှုနဲ့နေထိုင်ဖို့ရှင်းလုံးရည်ရမှုနဲ့ကြာကြာဖို့တွေ့ကြဖို့အဲ့ဒါပဲသူအိတ်တာပေါ့နော်အဲ့လိုအဲ့လိုဆိုရင်တကယ်အာပျော်စရာပဲဝမ်းသာစရာပဲအာစာရဲ့ပြောဆိုမှုအပေါ်တုံ့ပြန်မှုသိရဖို့အေအေကိုဆက်သွယ်ခဲ့ပေမဲ့အကြောင်းပြန်ဖြေဆိုခြင်းမရှိသေးပါဘူး။2023ခုနှစ်နိုဝင်ဘာမှာစတင်ခဲ့တဲ့ရခိုင်တကြောပြန်တိုက်ပွဲတွေအတွင်အာစာအပအဝင်မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာစစ်တပ်နဲ့ပူးပေါင်းတိုက် က်ခိုက်ခဲ့တာကြောင့်လူအင်အားလက်နက်အင်အားအတန်အသင့်တောင့်တင်းမှုတွေရရှိခဲ့တယ်လို့လည်းအဲ့ဒီအဖွဲ့ကို သိရှိသူတွေကပြောကြပါဗျ။ခမန်းကြီးအရာအင်အားထောင်ကနန်းထိရှိနိုင်ပြီးမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မေယူတောင်နယ်နဲ့ဆက်ဆက်နေရာတွေမှာအခြေပြုပြီးလှုပ်ရှားနေတာလို့ဆိုကြပါဗျ။ရှင်။တော်တော်များများဒီနေ့ညပိုင်းတွေဘီစီမပိုင်းစင်ကတည်းကထွန်းပြီးတဲ့ရီယူစင်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာ။ လမယ်မင်းပိုင်တွင်ရှင်းနိုင်လေးစံငမ်းလက်ကြရင် BBC ရဲ့ TV စီးကိုထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်သရချင်တို့ဘေးပြာဝေးကွာလို့ရှင်လန်းချမ်းကြပါစေခင်ဗျာ BBC ကိုနားဆင်တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဘီဘီစီကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။